တအိမ်ကျဲမာရီကိုထိခိုက်စေတဲ့အပြစ်မှုတွေဟာဖားရတယ်။တအိမ်ကအမျိုးသမီးတယောက်အတွက်ဘာလို့အရေးကြီးရလဲ။ဒါတွေကိုဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာဖြစ်လို့အားလုံးပဲအဆုံးထိသိရှုလိုက်ကြရအောင်။တအိမ်ဆိုတာအမျိုးသမီးတဦးရဲ့ခန္ဓာကိုယ်တွင်မရှိမဖြစ်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့လူဆက်ပွားကျဲမာရီဟော်မုန်းမျှတမှုနဲ့စိတ်ပိုင်းဆိုင်ရာကျဲမာရီတို့အတွက်အရေးပါတဲ့အခန်းခံတာလေးပါဝင်နေပါတယ်။ဒါကြောင့်တအိမ်ကျဲမာရီကိုအထူးပြုဆိုင်ဖို့လိုပါတယ်။ တိုင်ကျမ်းမာရေးဘူးထိခိုက်စေနိုင်တဲ့အမှုအကျင့်နဲ့အလေးထားတွေကိုမတိလိုက်ဖဲနဲ့အမျိုးသမီးတို့ကပြုလုပ်နေလေးရှိပါတယ်။ထို့အမှုအကျင့်တွေကိုသတိထားရှောင်ကြဉ်ခြင်းဖြင့်တိုင်ကျမ်းမာရေးဘူးကာဝယ်နိုင်ပါတယ်။ဒါဆိုရင်တိုင်ကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အမှုအကျင့်တွေကဘာတွေလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်။အံပတ်၁ဆေးလိတောက်ခြင်းဆေးလိတွင်ပါဝင်သောဓာတုပစ္စည်းများဟာတိုင်ကင်ဆာဖြစ်နိုင်ခြေပုံမြင့်တက်စေပြီးတိုင်နိုင်ငံတွေကိုလည်းအားနည်းစေနိုင်ပါတယ်။ နံပါတ်၄အရက်အလွန်ကျွံတောက်ခြင်းအရက်အလွန်ကျွံတောက်သုံးခြင်းဟာဟော်မုန်းပြတ်တမှုကိုထိခိုက်စေပြီးတိမ်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။နံပါတ်၃အရေးပြတ်ခြင်းအရေးမဝခြင်းဟာခန္ဓာကိုယ်ရင်းမှာရှိတဲ့ဟော်မုန်းပြတ်တမှုကိုထိခိုက်စေပြီးတော့တိမ်ကျန်းမာရေးကိုလည်းဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။နံပါတ်၄စိတ်ဖိစီးမှုများခြင်းစိတ်ဖိစီးမှုများခြင်းဟာကော်တီဇောဟော်မုန်းတွေကိုထွက်ရှိစေပြီးဓမ္မတမ်းဖမှန်ခြင်း တရင်တွင်းရှိတရှုများပုံမှန်မဖြစ်ချင်လို့ကိုဖြစ်စီနိုင်တဲ့အတွက်တောင်မလို့တိမ်ကျမကြီးကိုထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။ညဘက်ကအဝနှုံချင်းအဝနှုံချင်းဟာတိမ်ကန်ဆာဖြစ်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။ညဘက်6ဒီချက်ကံပြုတ်လို့ရန်ပြက်ကွက်ခြင်းဒီချက်ကံမှန်မှန်ပြုတ်လို့နေမရှိတဲ့အတွက်ခန္ဓာကိုယ်ရင်းရှိသွေးလည်ပတ်မှုကိုနှိကွေးစေပြီးတိမ်ကျမကြီးကိုထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လိချင်းကံပြုတ်လို့ခြင်းဖြင့်တိမ်ကျမကြီးကိုကောင်းမွန်စေပါတယ်။ နံပါတ်9မိမိတဘောနဲ့မိမိဂျုံရာဒရီတာစီတွေကိုအသုံးပြုခြင်းအမျိုးသမီးတဦးနဲ့တဦးကမိမိမှာရှိနေတဲ့ယောဂအခန်းတွေလူယုတ်ပီဇာယောဂတွေမတူညီနိုင်တာကြောင့်ဆရာဝန်နဲ့အတမင်ပြီးမှသာမိမိနဲ့တင့်တော်တဲ့တားဆီးကိုအသုံးပြုရပါမယ်။နံပါတ်10ကျန်းမာရေးစစ်ဆေးမှုတွေကိုမှန်မှန်ပြုလုပ်နိုင်မရှိခြင်းပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ခြင်းဖြင့်တအိမ်ကျန်းမာရေးကိုစောစင်းစွာသိရှိနိုင်ပြီးကုသနိုင်တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုများကိုအနည်းဆုံးတစ်နှစ်တစ်ချိန်တော့ပြုလုပ်သင့်ပါတယ်။ တအိမ်ကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြုအမူအမှုအခြေအနေကိုသတိထားရှောင်ကြဉ်ခြင်းဖြင့်တအိမ်ကျမ်းမာရေးကိုကာဝယ်နိုင်ကြပါစေလို့ The Moment Island ကနေပြီးတော့စုမခေါင်းတောင်းပေးလိုက်ရပါတယ်။ TVU လေးကအကျိုးရှိရဲ့ဆိုလို့ရှိရင်အခြားသောအမျိုးသမီးလေးတွေကိုသိရှိအောင် sharing ပြုလုပ်ပေးတော့ပါအောင်နော်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါအောင်မယ်။